်မင်္ဂလာပါ World Cup နိုင်မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။အဲ့တော့အခုရဲ့ပိုင်းကတော့ Joshua Ban နဲ့ Brandon Revol ရဲ့ဘောရဲ့အကြောင်းတွေပေါ့နော်။လုံးဝကိုပြောလို့ကိုမကုံနိုင်တဲ့အခြေအနေမှာရှိနေပါတယ်။အဲ့တော့ဒီမနေ့ interview လုပ်သွားတဲ့ဟာ press conference မှာပြောသွားတဲ့ဟာတော့ကျွန်တော်ဒီ movie file ဒီမနေ့ပိုင်းမှာပဲတင်ပေးသွားပြီဖြစ်ပါတယ်။ညီကိုတို့တွားရောက်ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။အဲ့တော့ဒီမှာထူးခြားတဲ့တစ်ချက်ရှိပါသေးတယ်။အဲ့ဒါပါလေဆိုရင်အားလုံးက Brandon Rewall က Joshua Ban ထက် PGJ level ပုံမြင့်တယ်ကပတ်အနက်ရောင်အဆင့်ဖြစ်တယ်ကျော်ရှော်ပန်ကတော့အပြာရောင်အဆင့်ပဲဖြစ်သေးတယ်ဆိုပြီးတော့တိကျကြတာပေါ့နော်တကယ်လဲ PGJ level ကအဲ့လောက်ထိကွာတာပါဒါပေမဲ့ကျော်ရှော်ပန်ကအားလုံးအံ့ဩအောင်ပြောသွားတဲ့ဟာရှိပါသေးတယ်အဲ့တော့ပါလေဆိုရင်တကယ်လို့အမြင်ပြင်ပေါ်ရောက်ခဲ့မယ်ဆိုရင်လဲ Brandon Rewo ကိုကျွန်တော်ချုပ်ပြသွားမယ်ဆိုပြီးတော့ကျော်ရှော်ပန်ကပြောကြားသွားတာဖြစ်ပါတယ်ဒါကတော့အားလုံးကိုအံ့ဩသွားစေတဲ့အချက်ပေါ့နော် ဘာဆိုရင် BJJ အပြာရောင်အဆင့်ကကပတ်နဲ့အဆင့်ကိုချုပ်ပြသွားမယ်ဆိုတဲ့အချက်ကိုတော့အားလုံးလည်းလက်မခံနိုင်မဲ့အချက်အံ့ဩသွားမယ်အချက်ပေါ့နော်မချုပ်နိုင်ဘူးမဟုတ်ဘူးရှိပါတယ်ချုပ်တဲ့လူလည်းရှိပါတယ်ရှားတော့ရှားတာပေါ့နော်အဲ့တော့ဂျိုရှိုမန်ကအဲ့လိုမျိုးရှားပါတဲ့ fighter တယောက်လားဆိုတော့ကျွန်တော်တို့စောင့်ကြည့်တော့မှာဖြစ်ပါတယ်ဖြစ်လည်းဖြစ်နိုင်ပါတယ်ဗျပါဆိုရင်ဂျော့ချိုပန်ဆိုတဲ့ fighter ကဒီ MMA လောကမှာလေးနှစ်အတွင်းအခုလိုအောင်မြင်အောင်ဆွမ်းဆောင်နိုင်တဲ့ပါရမီပါတဲ့ fighter တစ်ယောက်ဖြစ်ပါတယ် တော့တချို့ fighter တွေကြတော့ဒီငေးစင်ကလေးอ่ะပေါ့เนาะအသက်10နှစ်9နှစ်အရွယ်ကလေးကနေ PGA လေ့ကျင့်တယ်ပြီးတော့ MMA ပြီးတော့ wrestling တွေလေ့ကျင့်ပြင်ဆင်တဲ့ fighter တွေပိုများပါတယ်ကျော်ကျော်ဘန်းအဲ့လိုမျိုးမဟုတ်ပါဘူးဗျ MMA လောကကိုစဝင်တာတော့မှ၄နှစ်ပဲရှိသေးတယ်တမလား Fury FC ရဲ့ champion လည်းဖြစ်ပြီးသွားပြီပြီးတော့အခု UFC မှာလည်းနာမည်တလုံးရရှိနေပြီဖြစ်ပါတယ်အဲ့တော့သူပြောသလိုပဲမြေပြင်ရောက်ရင်လည်းချုပ်ွက်နဲ့ချုပ်နိုင်မယ်ဆိုတာတော့ဖြစ်နိုင်ခြင်းများနေပါပြီ အချိန်နဲ့တော့ကျွန်တော်တို့တစ်ချက်ဆောင့်ကြည့်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီမနက်ပြောသွားတဲ့ movie file မှာလည်းပါပီတာဖြစ်ပါတယ်။ဒီပွဲကိုအနိုင်ရရှိတဲ့ fighter ကိုတော့ဒီဥက္ကရာကြီးတေနာဝိုက်က champion စိန်ကိုခွင့်ပေးမယ်ဆိုပြီးတော့ကတိပေးလိုက်ပြီဖြစ်ပါတယ်။ဟုတ်ပြီ။အဲ့တော့နောက်ထပ်အကြောင်းအရာတစ်ခုပါလဲဆိုရင်ကျွန်တော်တို့ time fight မှာမွေထိုင်းပွဲကြီးနေကြပြည်သက်တွေရှိမယ်ထင်ပါတယ်။အဲ့တော့ time fight ပွဲစဉ်မှာလာမယ့်ဂျွန်လိုက်6ရက်နေ့ပေါ့နော်။နောက်တစ်ပတ်တနင်္ဂနွေနေ့မှာဘာပွဲပေါင်းဝင်လာလဲဆိုရင် မွေထိုင်းလေဂျန်ကြီးဆန်ချိုင်းနဲ့ဒီကျွန်တော်တို့ရဲ့လဝိတ်ဖိုက်တာလှက်ဝင်းရဲ့ပွဲကိုထည့်သွင်းကျင်းရလာတာဖြစ်ပါတယ်။ဝါးဝါးဝါးဘယ်လိုလုံးနေကြလဲတော့မသိဘူးနော်။အဲ့တော့ကိုလှဝင်းကအရင်ပွဲမှာဒီအီတလီဖိုက်တာနဲ့ထိုးတက်တယ်။အဲ့ဒီပွဲမှာလည်းတုံးချီပွဲပေါ့နော်။တကယ်တမ်းကျတော့ကိုလှဝင်းကအနိုင်ရသင့်နေပြီဗျာ။ပြောမစွာအသာစီးကစားနိုင်တယ်။ဒီလက်တီထိုးချက်ပို့ပြီးတော့ကောင်းတယ်။အီတလီဖိုက်တာကိုတော်လေးကိုဒီထိရောက်တဲ့လက်တီထိုးချက်တွေနဲ့အမှတ်ယူထားပြီးသွားပြီ။ ဒိုင်အဆုံးဖြတ်ရောက်တဲ့အချိန်မှာဒိုင်နီကအဒီပွဲကိုသုံးချီမှာတရေဆိုပြီးတော့သူတို့တတ်မှတ်ပေးလိုက်တယ်။အဲ့တော့နောက်တစ်ချီဒီအချိန်ပိုထတ်ထိုးရတဲ့ပုံစံအနေထားဖြစ်သွားတော့ဗောနော်။အဲ့ဒီအချီမှာတော့အာကိုလဝင်းအလေးထိုးနဲ့ရှုံးနေတော့တာဖြစ်ပါတယ်။ဘာလို့ဆိုရင်အသက်ကအများကြီးကွာတော့အီတလီဖိုင်တာအသက်ငယ်နေတယ်။ကိုလဝင်းက30ကျော်ဖိုင်တာဖြစ်နေပါတယ်။အဲ့တော့ဒီတက်လုံပိုင်းမှာတော့စကားပြောတာဗောနော်။အဲ့တော့တက်လုံပိုင်းကြောင့်ကိုလဝင်းအဲ့ဒီပွဲမှာရှုံးနေခဲ့ရတာဖြစ်ပါတယ်။ အရန်ကြီးတော့တဘောမကြအောင်နော်တိုင်းဒီရဲ့အဆုံးဖြတ်ချက်ကိုအာလွန်ခဲ့တဲ့ဘက်ကလည်းကျွန်တော်အဲ့ဒီအကြောင်း Facebook မှာရေးသားဖော်ပြပေးသွားပြီဖြစ်ပါတယ်။ Okay အဲ့တော့ဒီပွဲကလာမယ့်ဂျွန်လ6ရက်နေ့နောက်တစ်ပတ်တနင်္ဂနွေနေ့ဖြစ်မှာပါ။ Sunshine နဲ့ Golden Wind နဲ့ထုတ်တက်မှာဖြစ်ပါတယ်။အာအလုံးနဲ့တည်တဲ့အတိုင်းပဲ Sunshine ရဲ့ပုံစံကတော့လုံးဝမွေထိုင်းတက်ွက်တွေလဲစုံတဲ့ Fighter တယောက်အရာရာပြည့်စုံတဲ့ Fighter တယောက်ဗျာ။ဒါပေမဲ့ကျွန်တော်တို့မြန်မာ Fighter ကိုပဲအားပေးရမှာဖြစ်ပါတယ်။အဲ့တော့လာမယ့် ဂျွန်လ6ရက်နေ့မှာကျွန်တော်တို့အတူတကွအားပေးလိုက်ကြရအောင်ဒီပွဲကတော့ဂေါင်ပွဲမှာထိုးတက်သွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့နောက်ထပ်အကြောင်းအရာတစ်ခုကတော့ဒီတစ်ပတ်တင်းငွေတွင်နေမှာရှင်ပြိုင်သွားမဲ့ Charles Oliveira နဲ့ Elia Toporia ရဲ့ပွဲစဉ်ကို Islamic Chef ကတော့အခုလိုပဲသုံးတက်လိုက်တာဖြစ်ပါတယ်။သူသုံးတက်တာကြီးလည်းကောင်းပါတယ်တကယ်ကိုမျှတမှုရှိပါတယ်။အားလုံးကတော့ဒီ project တွေကတော့ အာ Charles Oliver ကအရက်ပူခဲ့တယ်။ Ilya Topuri ကအရက်ပူတယ်။အဲ့ဒီအချက်မှာပဲအဲ Ilya Topuri ကရှုံးနိုင်နေပြီဆိုပြီးတော့အခုပုံမှာပြထားတဲ့အတိုင်းပေါ့နော်။အဲ့လိုမျိုးဖော်ပြနေကြတာဖြစ်ပါတယ်။အဲ့ဒါတော့အာ Photoshop ပေါ့။တကယ်အစ်စ်တော့မဟုတ် Photoshop ပါအဲ့ဒါတော့။အဲ့တော့အခုပုံမှာပြထားတဲ့အတိုင်းပါပဲ။အဲ Islamic Chef ကဘယ်လိုပြောသွားလဲဆိုရင်ဒီပွဲရတဲ့ fighter နှစ်ယောက်စလုံးကအဆုံးတတ်နိုင်ခြင်းရှိတယ်။ တယောက်နဲ့တယောက်အဆုံးတက်တဲ့ပုံစံတော့မတူဘူးတဲ့ပြီးတော့ဒီပွဲကို Charles Oliveira ကမြေပြင်ကိုဆွဲခေါ်သွားနိုင်မယ်ဆိုရင် Elia Toporia ကို ချုပ်ကွက်နဲ့အဆုံးတက်နိုင်မှာလုံးဝသေချာပါတယ်တလို့မှမဟုတ်ဘဲနဲ့ဒီ Elia Toporia ပဲ Stand 5မှာရှင်ထိုးနိုင်မယ်ဆိုရင်တော့ Charles Oliveira မောက်တိုက်ခံရနိုင်ခြင်းရှိပါတယ် ဲ့တော့ဒီပွဲကိုပြောမယ်ဆိုရင်50-50စီပဲဘယ်သူမှလည်းမှတ်တာဘူးဘယ်သူကသူတို့ရဲ့ game plan ကိုအကောင့်ထဲပေါ်နိုင်မလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ပွဲရလက်ထွက်ပေါ်မှာဖြစ်ပါတယ်ဆိုပြီးတော့ Islam ကချက်ကခံမှန်းပေးတော့တာဖြစ်ပါတယ်ဟုတ်ပါတယ်သူပြောတဲ့ဟာတော်တော်လေးကိုမှန်ကန်မှုရှိပါတယ်အဲ့တော့အားလုံးကတော့ Elia Toporia ကိုဒီ Islamic Chef ကအသိမကြီးတဲ့ပုံစံမျိုး ဖြစ်နေလောက်တယ်ဆိုတော့အနေထားတော့ရှိကြတာပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးမရှိပါဘူးအစ္စလာမ်ကရှက်ကနှစ်ယောက်စလုံးကို short တွက်ခြင်းလုံးဝလုံးဝမရှိပါဘူးမြတ်တာရဲ့အမြင်တွေခံမှတ်ချက်တွေပဲသူကတုံးတက်ပြီးတော့ဖြစ်ပါတယ် okay အဲဆိုရင်ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမှာဖြစ်ပါတယ်နော်ဒီပွဲစဉ်လည်းတကယ်ကိုကောင်းတဲ့ကောင်းပွဲပါခင်ဗျဟုတ်ပြီနောက်ထပ်တတင်းတစ်ခုကပါလဲဆိုရင်ကိုအောင်လအန်ဆာပါခင်ဗျကိုအောင်လအန်ဆာကိုအခုလက်ရှိ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့အခြား state တွေမှာရှိတဲ့ဂျင်တွေကအစင်မနာပို့ချပေးဖို့ဖိတ်ခေါ်နေကြပြီဖြစ်ပါတယ်။အရင်တစ်ပတ်ကလည်းဂျင်တစ်ခုမှာဆင်မနာပွဲလုပ်ပြီးတော့ရဖြစ်တယ်။အခုလာမယ့်တစ်ပတ်မှာလည်းသူက Maryland ပြည်နယ်မှာဆင်မနာတစ်ခုဂျင်ပါဖို့ရှိနေပါတယ်။အဲ့တော့ဒီဆင်မနာဂျင်ပါဖို့သူ့ကိုမေးတဲ့မေးခွန်းမှာပေါ့နော်။ကလေးတွေကိုပြီးတော့လူငယ်တွေကိုဘယ်လိုမျိုးပြောစုပြောထောင်လဲဆိုတဲ့အပေါ်ကိုသူကအခုလိုပဲဖြေကြားတော့ဖြစ်ပါတယ်။ ဟုတ်ကဲ့ကျွန်တော်မှာအခုလိုအားကစားကိုစိတ်ဝင်စားတဲ့ကလေးတွေရှိနေတာကံကောင်းတဲ့အရာပါပဲလက်ရှိအချိန်မှာကျွန်တော်ကြည်ပေးနေတဲ့ကလေး6ယောက်8ယောက်လောက်ရှိပါတယ်သူတို့အားလုံးက MMA မွေထိုင် Kickboxing BJJ Wrestling စတဲ့တိုက်ခိုက်ရေးအားကစားအားလုံးကို စိတ်ဝင်စားကြပါတယ်တကယ်ကို ကောင်းတဲ့အရာပါကျွန်တော်နဲ့အတူလေ့ကျင့်သင်ကြားပေးတဲ့အချိန်တွေလည်းရှိပါတယ် သူတို့လေးတွေရဲ့တိုးတက်မှုတွေကို မြင်ရတော့ကျွန်တော်အရင်ပဲဂုဏ်ယူမိပါတယ်။ကလေးတွေကို iPad ပေးသုံးပြီး2နာရီ3နာရီတော့ကြားတဲ့အထိဆော့ခိုင်းတဲ့ပုံစံမျိုးကအရင်ကောင်းတဲ့အရာတော့မဟုတ်ပါဘူး။အဲ့တော့အဲ့ဒီပုံစံမဟုတ်ပဲ2နာရီလောက်ကလေးတွေကိုအားကစားလုပ်ခိုင်းတာပို့ပြီးတော့သူတို့အတွက်အတိတ်ပဲရှိမလို့မြင်ပါတယ်။ကလေးတွေရဲ့စိတ်ရောကိုယ်ရောတံမာမှုရှိလာမယ်၊ယုံကြည်မှုအမြင့်တက်လာမယ်ပြီးတော့စည်းကမ်းတွေကိုလိုက်နာမှုအကောင်းလာမှာဖြစ်ပါတယ်။ ဒါတွေကသူတို့ဘဝရှိရဲ့အတွက်အထောက်အကူဖြစ်စေမဲ့ကောင်းမွန်တဲ့ရလဒ်တွေပါပဲအခုလို MMA BJJ အားကစားအတိုင်းဝိုင်းတွေမှာရှိနေတာသူတို့အတွက်ပိုပြီးတော့အကျိုးရှိမယ်လို့ထင်ပါတယ်ဆိုပြီးတော့ကိုအောင်လာဘက်ကဖြေချသွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေ့ရှိနေပြီးတာဖြစ်ပါတယ်နော်သူရဲ့ကလေးတွေပြီးတော့ဒီကိုထီရဲ့ထောင်ရဲ့ကလေးတွေပြီးတော့သူရဲ့ဒူလေးတွေကိုလည်းလေ့ကျင့်ပြင်ဆင်ပေးနေတာဖြစ်ပါတယ်တကယ်ကိုကောင်းတဲ့အချက်ပါပဲโอเคအဲ့ဆိုရင်ဒီနေ့ကတော့လောက်ပါပဲ နောက်ဗီဒီယိုမှာပြန်ဆုံမယ်အားလုံးကိုကျေးဇူးတင်ပါတယ်